ဒီခစ်ကြီးကအချိန်ဟုံနဲ့တိုးတက်နေတာပေါ့နော်။တယောက်နဲ့တယောက်အပြိုင်ဆိုင်နဲ့အရန်များတယ်လို့ pressure လည်းအရန်များလုံးနေ။အဲ့တော့ကျမတို့တွေကဖိအားတွေများတဲ့ရဝန်းကနေပြီးတော့မှတနေ့တနေ့မှပန်ကန်နဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ကကျမတို့အတွက်အရန်အရေးကြီးတယ်။ဒီလိုမျိုးမှန်ကန်နဲ့ဆုံးဖြတ်ချက်ချဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ဒီစိတ်ခံစားချက်တွေကိုကောင်းကောင်းမွန်မွန်ထိန်းချီနိုင်ဖို့အရေးကြီးတယ်။အဲ့တော့ဒီဗီဒီယိုမှာတော့ကျမကဒီစိတ်ခံစားချက်တွေကိုဘယ်လိုမျိုးထိန်းချီလို့ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ မင်္ဂလာပါကျမကတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှအသိပညာဗဟုထုတတွေကိုမျှဝေပေးနေတဲ့ဒေါက်တာဆလင်းတွတ်မင်းဖြစ်ပါတယ်။များသောအားဖြင့်လူတွေကစိတ်ခံစားချက်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အလိုအလျောက်တုံ့ပြန်မှုတွေကလည်းမြန်ဆန်တတ်ကြတယ်။နောက်တစ်ခုဒီစိတ်ခံစားချက်တွေကလည်းဘာကြောင့်မလို့လာတတ်လဲဆိုလို့ရှိရင်ကျမတို့အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတဲ့အခါကျတော့မှစိတ်ခံစားချက်အမျိုးမျိုးဖြစ်နိုင်တယ်။ဥပမာဒေါသဖြစ်တယ်၊နောင်တရတယ်၊ဝမ်းနည်းတယ်၊စိတ်တကြတယ် ဒါတွေဖြစ်နိုင်သလိုဖြစ်လာသေးတဲ့ကိစ္စတွေ future နဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းကျွန်တော်တို့တွေကစိုးရိမ်မှုတွေပူပန်မှုတွေဆိုတာမျိုးတွေကဖြစ်လာတတ်တယ်။အဲဒီစိတ်ခံစားချက်တွေမှာမူတည်ပြီးတဲ့အခါကျကျွန်တော်တို့လက်ရှိပြစ်ဆုံးပန် present moment အတွက် decision making လုပ်မယ်ဆိုတဲ့အခါကျလို့ရှိရင်အများကြီးတက်ရောက်မှုရှိတယ်။ကျွန်တော်တို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ဆိုတာခက်ခဲသွားနိုင်တယ်။အဲ့တော့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေကကျွန်တော်တို့စိတ်ကိုယ်တိုင်ကလည်းဒီပြစ်ဆုံးပန်တက်တက်မှာရှိနေဖို့လိုအပ်တယ်။ ဒီနေ့မှာတော့ကျွန်တော်ရဲ့စိတ်ကိုဘယ်လိုမျိုးပြဿနာတက်တက်မှာထားလို့ရမလဲဆိုတဲ့နီးလန်းလေးတွေကိုပြောပြပေးသွားပါမယ်။နံပါတ်၁ကိုပြောရမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုပြောင်းလဲတာ။စိတ်ခံစားချက်တွေအရင်ပြင်းထန်လာတဲ့ခါကြလို့ရှိရင်ကျွန်တော်အဲ့ချိန်မှာချက်ချင်း real လုပ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ခန္ဓာကိုယ်မှာရှိနေတဲ့အပူချိန်ကိုပြောင်းလဲဖို့အတွက်ကိုစ조사နိုင်လို့ရှိရင်လည်းကျွန်တော်စ조사ကြည့်လို့ရတယ်။ဘလိုနည်းနဲ့လည်းကျွန်တော်တို့စူးစမ်းလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရေခဲရေကိုတာဝယ်လေးတစ်ခုနဲ့စိမ့်လိုက်ပြီးတဲ့အခါကျမှမျက်နှာမှာအုပ်ထားတာပဲဖြစ်ဖြစ် မျက်နှာထတက်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ရေချိုးလိုက်တာပဲဖြစ်ဖြစ်ဒီခန္ဓာကိုယ်မှာရှိနေတဲ့အပူချိန်တစ်ခုခုပြောင်းလဲသွားခြင်းကကျမတို့ရဲ့စိတ်ခံစားချက်တွေပြင်းထန်မှုနှုန်းတွေကိုလည်းတက်တာသွားစေနိုင်ပါတယ်နံပါတ်1က physical exercise တခါတလေမှာစိတ်ခံစားချက်တွေပြင်းထန်နေတဲ့အချိန်ကြလို့ရှိရင်ကျမတို့တွေကဒီမှာပုံနေတဲ့ energy တွေအကုန်လုံးကိုကျမတို့သုံးဖို့အတွက်နေရာတစ်ခုဆိုတာလိုအပ်လာတယ်အဲ့တော့ဘယ်လိုနေရာမျိုးတွေမှာကျွန်တော်တို့အသုံးချလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုယ်လက်လှောက်ရှာမှုတွေမှာကျွန်တော်တို့အသုံးချလိုက်လို့ရတယ်။ဥပမာဖြစ်ကိုကဒိုက်ထိုးတာက အခါ100လောက်ထိုက်ထိုးနိုင်နေဆိုလို့ရှိရင်150လောက်ကိုပို့တိုးပြီးထိုက်ထိုးလိုက်တာပဲဖြစ်ဖြစ်ပေါ့ဒါမျိုးလေးတွေကျွန်တော်တို့လုပ်ကြည့်လို့ရတယ်ဒီလိုလုပ်ချင်အားဖြင့်ကျွန်တော်တို့စိတ်ထဲမှာရှိနေတင်အားတချို့ပါလေပြည့်ရော့သွားတာမျိုးတွေတွေ့ရပါတယ်နောက်တစ်ခုခံစားချက်တွေအများများနေချိန်မှာကျွန်တော်တို့တွေလုံးဝကိုတည်ငြိမ်သွားအောင် grounded ဖြစ်သွားအောင်လုပ်ဖို့အတွက်လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီ grounded ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ဘာနီလန်းကိုသုံးလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့အယုံခဲအင်္ဂါတွေကိုအသုံးချပြီးတဲ့အခါကျွန်မစိတ်ကိုတည်ငြိမ်အောင်ပြန်လုပ်လို့ရတယ် အဲ့တော့ဘလို့အာယုံခက်အင်္ဂါတွေကိုတုံးချပြီးလှုပ်လို့ရလဲဆိုလို့ရှိရင်ကျမတို့တွေမျက်လုံးနားနှာခေါင်းပါးစပ်နဲ့အထီးတွေ့ဒါတွေနဲ့ကျမတို့တွေကစိတ်ကိုပြန်ပြီးတော့မတည်ငြိမ်အောင်လှုပ်လို့ရတယ်ဒီနည်းလမ်းကို54321 grounding method လို့လည်းကျမတို့ခေါ်တယ်အဲ့တော့ဘာလဲဆိုလို့ရှိရင်မျက်လုံးထဲမှာမြင်လို့ရတဲ့အရာ၅ခုဘာတွေရှိမလဲပေါ့မြင်တယ်မြင်ပြီးရခါကြလို့ရှိရင်ကင်တွယ်လို့ရမယ့်ပစ္စည်းအဲ့တော့ကင်တွယ်လို့ရမယ့်ပစ္စည်း၄ခုကိုကျမတို့ရှာပြီးရခါကြမှာကင်တွယ်ကြည့်ကြမယ်ဘာတွေရှိမလဲ ကိုပတ်ဝန်းကျင်မှာရှိနေတဲ့ပစ္စည်းတွေကိုကင်တွေ့ကြည့်လို့ရတယ်။ဟုတ်ပြီ။ပြီးရင်အတန်ဘာအတန်နေကြားရလဲ။ကြားရတဲ့အတန်၃မျိုးကိုမှသတိထားကြည့်ကြည့်မယ်။နောက်တစ်ခုကကြတော့အနက်အနက်၄မျိုးကိုကျမတို့အယုံစိုက်ကြည့်မယ်ပေါ့နော်။ကိုနီနာမှာဘာအနက်နေရှိလဲ။ဥမာဖြစ်ကိုရေမွေးဆွတ်ထားလို့ရှိရင်ကိုရဲ့ရေမွေးနဲ့ရနိုင်တယ်။ကိုအိမ်မှာဟင်းချက်ထားလို့ရှိရင်ဟင်းနဲ့ရနိုင်တယ်။ဘယ်လိုမျိုးအနက်နေရှိနေလဲ။နောက်ဆုံးတစ်ခုကကြတော့အရသာ။ဗဇက်ထဲမှာဘာရတာရှိနေလဲ။ တစ်ခါတလေကြလို့ရှိရင်ကော်ဖီတွေပါတယ်တောက်ပြီးရင်ပါဇက်ထင်မှာချင်းနဲ့ရတာကျန်တာမျိုးတွေဖြစ်နေနိုင်တယ်။ထမင်းတစ်ခုခုစားပြီးအချိန်ကြလို့ရှိရင်လည်းပါဇက်ထင်မှာရတာတစ်ခုခုကျန်တာမျိုးဖြစ်နိုင်တယ်။ဘာရတာမှမရှိရလည်းဖြစ်နိုင်တယ်။အဲ့တော့ဒီလိုနီးလဲနေကျမတို့တွေက54321မြင်ရတဲ့အရာ၅ခု၊ကြိုက်ထွက်လို့ရတဲ့အရာ၄ခု၊ကြားရတဲ့အရာ၃ခု၊နှာခေါင်းနဲ့အနံ့ရတဲ့အရာ၅ခုနဲ့ ဘာဇက်မှာဘာလို့ရတာရလဲဆိုတဲ့အရာတွေကိုကျမတို့အယုံဆိုင်လိုက်လို့ရှိရင်ဒါကဘာလဲဆိုတော့လက်ရှိပစ္စုပန်တက်တဲ့မှာဘာဖြစ်နေလဲကိုခန္ဓာကိုယ်ကဘာတွေသိနေရလဲကိုခန္ဓာကိုယ်ကနေပြတဲ့အခါကျမဘာတွေကိုအယုံခံလို့ရနေလဲဆိုတာကိုပဲကျမတို့အယုံဆိုင်မိတယ်အဲ့တော့အတွေးတွေဒီ past ဆိုတဲ့ကျမတို့အတိတ်မှာလည်းမရှိနေဘူးမလာသေးတဲ့ future ဆိုတဲ့အနာဂတ်မှာလည်းမရှိနေဘူးနေ့ချင်းငန်းလုံးနေတဲ့ moment လေးတွင်မှာတော့စိတ်က present moment မှာတည်တည်ငြိမ်ငြိမ်ရှိနေနိုင်တယ် ီတော့ဘာဖြစ်လဲဆိုရင်ဒီချိန်လေးတွင်းမဲ့ခဏတည်ငြိမ်ရင်ရှိသွားတာတော့မှကျမတို့တွေနောက် decision making ချတဲ့အချိန်ကြလို့ရှိရင်ခံစားချက်တည်းရဲ့လွမ်းမှုမှုကအများကြီးသက်သာသွားတာကိုသတိထားမိလိမ့်မယ်ဒီတော့ဒီလက်ချက်ကနေလုတ်ပြတာနဲ့အခုလို့အခုချက်ချင်းကျမတို့တွေ decision making နေ့မှာလုံးဝကို perfect လုပ်နိုင်တဲ့လူတွေဖြစ်လာမှာလား no အဲ့လိုမဟုတ်ဘူးဒါကလည်းကျမတို့တွေက train ရတဲ့လက်ချက်ကတခုဖြစ်တယ်ဘာနဲ့တူလဲဆိုတော့ကျမတို့ gym သွားတာနဲ့တူတယ်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကိုတောင့်တင်းခြင်းနဲ့ gym ဆော့ရတယ် ဂျင်ဆိုရင်လည်းနေရင်းညာကျင်းချင်းဖြစ်လာတာမျိုးမဟုတ်တဖြည်းဖြည်းတဖြည်းဖြည်းတိဆောက်လာတယ်။ဒီလိုပုံစံမျိုးပဲကျမတို့အုံနောက်ရဲ့လှုပ်ဆောင်မှုတွေကိုပို့ပြီးတော့မှတိုးတက်လာစေချင်တယ်။အုံနောက်ကိုကျမတို့ကအရန် pressure အများကြီးချိန်မှာတိတိကျကျနေနဲ့ကျမတို့တွေကြော်ဖြတ်ဖို့အတွက်ဆိုလို့ရှိရင်ကျမတို့ train ပေးဖို့လိုအပ်တယ်။ train တဲ့နေရာမှာခုနကကျမပြောတဲ့နီးလန်းနေနဲ့လည်းကျမတို့စိတ်ခံစားချက်တွေကိုကျမတို့ရဲ့အပြုအမူတွေပေါ်မှာလွှမ်းမိုးမှုမရှိအောင်တဖြည်းဖြည်းတဖြည်းဖြည်းကျမတို့တွေက train သွားရတာပေါ့နော်။ ဒီလို train ချင်းအားဖြင့်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျမတို့ resilient လို့ခေါ်တဲ့အခက်အခဲတွေကိုကြော်ဖြတ်နိုင်စွမ်းဆိုတာလေတဖြည်းဖြည်းနဲ့တိုးပွားလာတယ်။ဒါလည်းဆိုလို့ရှိရင်တကယ်အခက်အခဲတွေအကျက်အတဲတွေမှာကျမတို့ decision making ဆိုတဲ့ဆုံးဖြတ်ချက်ချတဲ့ခါကြလို့ရှိရင်ကျမတို့တည်တည်ငြိမ်ငြိမ်နဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်စကျမရင်းနဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားစရာ content တွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါရှင်။